မင်္ဂလာပါ Digital Genius ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီ Crypto လောကမှာအတိုင်းအတာတစ်ခုထိရောက်နေလို့တော်တော်များများ Micro Strategy နဲ့သူ့ရဲ့ Founder Michael Saylor အကြောင်းကိုတော်တော်များများသိရတာဖြစ်မှာပါ။ Micro Strategy မှာကဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ Bitcoin ပေါင်း6သိန်းကျော်ရှိတာဖြစ်တဲ့အတွက်သူ့ရဲ့ influence က Bitcoin market ပေါ်မှာရောကျွန်တော်ဒီ Crypto market တစ်ခုလုံးပေါ်မှာရောတည်ရမှုအများကြီးရှိပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကျွန်တော်က Crypto market crash ဖြစ်တော့ social media တွေတော်တော်များများမှာပြန့်နှံ့နေတဲ့အခါက Micro Strategy ရဲ့ Bitcoin ဝယ်ထားတဲ့ average price က9400ဝန်းကျင်လောက်ရှိတယ်။အဲ့တော့သူဝယ်ထားတဲ့တန်မှာဒါချိပြီးတော့မှဝယ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ average price 9400လောက်ကိုရောက်ပြီဆိုလို့ရှိရင်ဒါ liquidation ထိနိုင်တယ်ဆိုပြီးတော့မှ social media တွေတောင်းမှာမှာသတင်းတွေပြန့်နှံ့နေကြတယ်။ပြီးခဲ့တဲ့2021 22မှာတော့မှလည်းအဲ့လိုမျိုးစင်နရိုမှာတရင်နေပြန့်နှံ့ခဲ့တယ်။အဲ့ဒီချိန်တုန်းက Micro Strategy ရဲ့ average purchase price က3000ဝန်းကျင်2022မှာ Bitcoin ဈေးက1000ဝန်းကျင်လောက်အထိပြုတ်ကျခဲ့တယ်။ အဲ့ဒီတော့ငါရော micro strategy ရဲ့ bitcoin နဲ့ liquidation ထိခဲ့လားအခုရောတကယ်လို့သာ bitcoin ရဲ့စီ8400တိထိုးကြမယ်ဆိုလို့ရှင် liquidation ထိနိုင်လားဆိုတဲ့အကြောင်းအရာတွေနဲ့ bitcoin treasury company တွေဘလို့အလုပ်လုပ်နေလဲဆိုတဲ့အကြောင်းအရာတွေကိုအခုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ crypto market ထဲမှာကြံလည်မယ်ဆိုလို့ရှိရင် micro strategy အကြောင်းကိုအနည်းငယ်နားလည်ဖို့လိုပါတယ်။ဒါကြောင့်လို့သူ့ရဲ့ brief history လေးကိုကျွန်တော်အနည်းငယ်ကြည့်လိုက်အောင်။ micro strategy ကိုတောင်ကုန်က89ခုနှစ်လောက်မှာ စပင်းတည်ထောင်တယ်ပြီးတော့ဆန်နေဝန်းကျင်လောက်ကြာ1998ခုနှစ်လောက်မှာဒါ initial public offering ပေါ့နော်ဒီ IPO နဲ့ဒီ stock listed စပင်းဝင်တယ် Mega Strategy ရဲ့အဓိက main business ကတော့ဒါ software company ပါ။သူက software တွေရောင်းတာပါเนาะ။အဲ့တော့1998ကနေ2020လောက်ထိသူ့ရဲ့အဓိကဝင်ငွေကဒါ software company ပဲ။သူက software company ပြင်မဲ့ Microsoft တို့လို Oracle တို့လို့သူက software company အကြီးမဟုတ်ဘူး။သူက software company တက်တလေးပေါ့เนาะ။အဲ့တော့ software company တက်တလေးဖြစ်တဲ့အတွက်သူကတကယ် အကောင့်ကြီးတွေဖြစ်တဲ့ဒီ Microsoft တို့ Oracle တို့လို့ software company တွေနဲ့အဓိက Shin 5ဖို့ဆိုတာသူ့အနေနဲ့တော်တော်မလွယ်ဘူး။တော်တော်မလွယ်ဘူးဖြစ်တဲ့အတွက်သူ့ရဲ့ market share တော်တော်မများကို Oracle တို့ Microsoft တို့တကယ် software company အကြီးတွေကိုပဲသူ market ဝေးဆိုသူအများကြီးပြစ်လိုက်ရတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီ2020 August လမှာသူစပြီးအပြောင်းအလဲဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးအပြောင်းအလဲမဖြစ်ခင်မှာလေကဒီ MicroStrategy ရဲ့ founder နဲ့အချိန်တုန်းကလေဒါ CEO ပေါ့နော်ဒီ market seller ပေါ့ ိုင်ကယ်ဆီလာကသူကနေပညာပိုင်းမှာ strong ဖြစ်တယ်။သူကအနာဂတ်ရဲ့ဒီ revolution နေသူအလားလာလေးသူကကြုံမြင်နိုင်စွမ်းရှိတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီ Apple ရဲ့ iPhone စတွက်တဲ့အချိန်မှာတခြား investor တွေတော်များက Apple ရဲ့ future potential ကိုသိပြီးမမြင်ခဲ့ဘူး။ဒါပေမဲ့ Michael Cera ကအဲ့ဒီအချိန်မှာလည်းဒါ Apple ရဲ့ဒီ iPhone ကတကယ်ကို revolutionize ဖြစ်မယ် mobile revolution ဖြစ်မယ်ဆိုတော့အဲ့ချိန်ကသူကြုံမြင်နိုင်ခဲ့တယ်။အဲ့ချိန်ကသူကြုံမြင်နိုင်တာဖြစ်တဲ့အတွက်သူ့ရဲ့ပိုင်ဆိုင်မှု ယာဂိုင်းနှုန်းတော်တော်များများကိုသူက Apple company မှာသူက investment လုပ်ခဲ့တယ်အဲ့တော့ Apple company မှာ investment လုပ်ခဲ့တာဖြစ်တဲ့အတွက် Apple company ရဲ့ stock share တွေထောင်တက်တဲ့အခါမှာသူ့ရဲ့ portfolio တွေသူအများကြီးအကျိုးမြတ်သူရခဲ့တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ personal address ကိုတော့သူအဲ့လိုမျိုးဖြစ်နိုင်ရရှိတဲ့ဒါ Apple company မှာ investment လုပ်ပြီးတော့မှသူ့ရဲ့ portfolio ကတန်ဖိုးတွေအများကြီးထောင်တက်ခဲ့တယ်ဒါပေမဲ့သူတည်ထောင်ခဲ့တဲ့ company ဖြစ်တဲ့ဒီ macro strategy ကတော့ဒီ software business မှာဒါပုံမှန်ရက်ကန်ရက်ကန်ပဲဖြစ်နေတဲ့အနေအထားပေါ့နော် အဲ့တော့အဲ့ဒီအချိန်မှာ macro strategy ကိုအပြောင်းအလဲဖြစ်စေနိုင်မယ့်ဟာတခုတော့တွေ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ bitcoin ပေါ့ဒီကတော့ तू bitcoin ကို2020လောက်ကြာတော့မှ तू ထက်ထက်ဝင်စပြီး invest လုပ်တာ2019လောက်မှာတော့က तू က bitcoin ကို तू against လုပ်တဲ့အထက်မှာပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါ2019လောက်မှာတည်းကဒါ bitcoin ကို ethereum စပြီး invest လုပ်နေပြီအဲ့ဒီမှာ michael sila က bitcoin ကိုဒါ against လုပ်တဲ့အထက်မှာပါတော့ ဒါ2019ခုနှစ်လောက်ကပါနော်ဒါနောက်ပိုင်းမှာသူ Bitcoin အကြောင်းသူအများကြီးလေးလာပြီးတဲ့အခါမှာ2020လောက်မှာသူ opportunity တစ်ခုနည်းနည်းတော့ပြီးမြင်တယ်အဲကြောင့်လို့သူ့ရဲ့ personal attract တွေမဟုတ်ဘဲနဲ့ MicroStrategy company မှာရှိတဲ့ cash တွေပေါ့နော်အဲ့တော့ cash အများစုကိုသူက Bitcoin မှာ investment လုပ်လိုက်တာအဲ့တော့အချိန်အပြင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2020 August ဝန်းကျင်လောက်မှာ company မှာရှိတဲ့ balance တွေက cash ဒေါ်လာ350ဝန်းကျင်လောက်ကိုဒါ Bitcoin မှာဝယ်လိုက်တယ် သူဝဲတော့ Bitcoin စီ1000ကျန်လောက်ကနေပြီးတော့ဒါ Bitcoin စီ1000ခွဲ2000 3000အဲ့မှာ4000လောက်တိတစ်နှစ်လောက်တည်းမှာ Bitcoin စီအများကြီးထောင်တက်ခဲ့တယ်။အဲ့တော့ Bitcoin စီအများကြီးထောင်တက်လာတာနဲ့အများသူ့ရဲ့ stock share တွေကလည်းထောင်တက်လာတယ်။အဲ့တော့ Bitcoin စီတက်ထောင်နေသူ့ရဲ့ company စီတွေဘာကြောင့်ထောင်တက်လဲဆိုတော့ stock မှာ invest လုပ်တဲ့လူတွေက company ရဲ့ intrinsic value ကိုတွက်ကြတယ်။အဲ့တော့ company ရဲ့ intrinsic value ကိုတွက်တယ်ဆိုတဲ့နေရာမှာသူတို့ရဲ့ revenue လည်းပါတယ်လို့သူတို့ပိုင်ဆိုင်ထားတဲ့သူတို့ရဲ့ assets တွေလည်းပါတယ်။ ကုမ္ပဏီရဲ့ revenue ကိုကြည့်မယ်ဆိုရင်တော့ထွေထွေဘာမှတိုးတက်လာတာသိပြီးမရှိဘူး။ဒါပေမဲ့သူတို့ပိုင်ဆိုင်ထားတဲ့ assets တွေရဲ့တန်ဖိုးကတန်ဖိုးများလာတဲ့အခါမှာသူတို့ intrinsic value ကပိုပြီးတော့မှကြီးလာတယ်။အဲ့တော့ကုမ္ပဏီရဲ့ intrinsic value များလာတဲ့နဲ့များကုမ္ပဏီရဲ့ structure price ကလည်းဈေးတွေကပိုပြီးတက်သွားတယ်။ဒီလို company တွေကို bitcoin treasury company လို့ခေါ်တယ်။ ပြောရရှင်တာ Bitcoin pricing လို့လည်းခေါ်တယ်။ဘာကြောင့်လဲဆိုတော့ဒီအမေရိကန်မှာရှိတဲ့တချို့ company တွေတချို့ investor တွေကအဲ့ချိန်တုန်းက Bitcoin ကို invest လုပ်မယ်ဆိုလို့ရှင်အလွယ်တကူ invest လုပ်ဖို့မလွယ်ဘူး။အဲ့တော့ Bitcoin မှာ invest လုပ်ဖို့မလွယ်ပေမဲ့ဒီ company တခုရဲ့ stock share မှာတော့သူက invest လုပ်လို့ရတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ ဘီကွိုင်းမှာ invest လုပ်လို့မလွယ်တဲ့တချို့ financial institution တွေကပယ်ဝိုက်တဲ့နည်းနဲ့ micro strategy မှာ invest လုပ်တယ်။သူက micro strategy ရဲ့ share တွေဝယ်ပြီးတော့ invest လုပ်တယ်။ micro strategy ကနေပြီးတော့မှဒါ bitcoin ကို invest လုပ်တယ်။ micro strategy ရဲ့ share တွေကိုပိုင်ဆိုင်ထားခြင်းက bitcoin ကို internally ပိုင်ဆိုင်ထားတဲ့ပုံစံဖြစ်သွားတယ်။ဒါကြောင့်မလို့သူတို့ကို bitcoin proxy လို့လည်းခေါ်တယ်။ကောင်းပြီအဲ့ဒီတော့ကျွန်တော်တို့ဒီ bitcoin treasury company တွေဘလို့အလုပ်လုပ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်။အဲ့တော့ bitcoin treasury company အလုပ်တဲ့ပုံစံက အဲ့ဒီချိန်တုန်းကတော့2020မှာတော့ဒါ macro strategy တခုလဲပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူအောင်မြင်လာတာနဲ့အမျှသူ့ရဲ့ business model ကိုအတူကြည့်ပြီးတော့မှ light လောက်တဲ့ bitcoin treasury company တွေဒါများလာတယ်။အဲ့တော့သူတို့လုပ်တဲ့ပုံစံကပထမဒါသူတို့ရဲ့ balance sheet ထဲမှာဒါသူတို့ဒါ reserve asset နဲ့ဒါ bitcoin ကိုဒါဝယ်ထားတယ်။အဲ့တော့သူတို့ဝယ်ထားတဲ့ bitcoin ကဆိုပါစို့ဒါဈေးတက်လာတယ်။အဲ့တော့ဈေးတက်လာပြီဆိုလို့ရှိရင်သူတို့ပိုင်ဆိုင်တဲ့ assets တွေဈေးတက်လာတာနဲ့အမျှ ကုမ္ပဏီရဲ့ valuation ကလည်းမြင့်လာတယ်။အဲ့တော့ကုမ္ပဏီရဲ့ valuation မြင့်လာပြီဆိုလို့ရှိရင်သူတို့ကဘာလုပ်လို့ရလဲဆိုတော့သူတို့ကဘုံထုတ်ရောင်းလို့ရတယ်။အဲ့တော့သူတို့ထုတ်ရောင်းတဲ့ဘုံကိုတရားဟောတာ comfortable ဘုံလို့ခေါ်တယ်။အဲ့တော့ comfortable ဘုံဆိုတဲ့အကပါလဲဆိုတော့ comfortable ဆိုတဲ့သူ့ရဲ့အထိပယ်တိုင်းမှာသူကပြောင်းလို့ရတယ်။ဘယ်ပြောင်းမှာလဲဆိုတော့ဒီကလူတာသူတို့ကဆိုချပါစို့သူတို့ရဲ့ဒီကုမ္ပဏီကထုတ်တဲ့ဘုံကိုတခြားဘုံဝယ်တဲ့လူတွေကဝယ်လိုက်ပြီ။ဝယ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီဘုံဝယ်တဲ့လူတွေမှာသူအချိုးမြတ်နှစ်ခုရတယ်။အချိုးမြတ်တစ်ခုကပါလဲဆိုတော့အဲ့ဒီဘုံဝယ်ထားမယ်ဆိုရင်အဲ့ဒီဘုံကနေအတိုးရတယ်။ လို့ရှိရင်ဒီကွန်မြူနီတန်မိုးကတက်လာပြီဆိုပါဆိုအဲ့တော့ကွန်မြူနီတန်မိုးတက်လာပြီဆိုလို့ရှိရင်အဲ့ဒီဘုံကိုကွန်မြူနီရှယ်ကိုပြန်ပြီးတော့မှ convert လုပ်လို့ရတယ်အဲ့တော့ဘာလဲဆိုတော့ဘုံဝယ်ခြင်းတဲ့လူတွေကဝယ်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဝယ်ကြပြီဆိုလို့ရှိရင် micro strategy ကအဲ့ဒီဘုံရောင်းလို့ရတဲ့ပတ်စံကိုတုံးလဲပြီးလဲပြီးတော့ဒီဘက်မှာ bitcoin နဲ့ထပ်ဝယ်တယ်အဲ့တော့ bitcoin ထပ်ဝယ်တယ် bitcoin ထပ်ဝယ်လဲပြီးတော့ bitcoin ဈေးတွေကထပ်တက်တယ်ထပ်တက်တော့ company valuation ထပ်ပြီးတိုးလာတယ်ထပ်ပြီးတိုးလာတော့ဘုံနဲ့ထပ်ပြီးထုတ်ရောင်းလို့ရတယ်ထုတ်ရောင်းတော့ရောင်းလို့ရတဲ့ပတ်စံနဲ့ ထပ်ပြီးဝယ်တယ်ပေါ့နော်အဲ့လိုမျိုးသူကလူပတ်နေတာပေါ့အဲ့တော့ဒီမော်ရယ်ကတကယ်ရေရှည်မှာ sustainable ဖြစ်နိုင်လားဆိုလို့ရှိရင်အဖြေကတော့ yes and no ပါ yes ကောင်းတာ no ကောင်းနှစ်ခုလုံးပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ micro strategy founder ဒီ michael sila ကိုတချို့ investor ဂူရူကြီးတွေတော်တော်များကသူ့ကို criticize လုပ်ကြတယ်ပေါ့နော်ဒီမော်ရယ်က ponzi screen ပုံစံဖြစ်နေတယ်ပေါ့နော် ponzi screen ပုံစံဆိုတဲ့ဟာကသူကဘာလဲဆိုတော့သူ့မှာ core value ဘာမှမရှိဘူးအဲ့တော့ core value မရှိဘဲနဲ့နောက်ထပ် လာတဲ့ investor တွေရဲ့ပတ်စံနဲ့အရင် investor တွေပြန်ပေးတာပေါ့နော်အဲ့ဒါဆိုပွန်စီစခရင်ရဲ့သဘာဝအရာတစ်ချိန်ချင်းမှာပြိုလဲနိုင်တယ်အဲ့တော့ဒီဟာကလည်းပဲဒါကရေရှည်မှာယက်တည်နိုင်တဲ့ model မဟုတ်ဘူးဆိုပြီးတော့မှဒါ traditional investor တွေတော်များက market seller ကိုဝေဖန်ကြတယ်ပေါ့နော်အဲ့တော့သူတို့ဝေဖန်တဲ့ဟာကို market seller ပြန်ပြီးတုံ့ပြန်နေရတာပါလဲဆိုတော့ဒီဟာကပွန်စီစခရင်မဟုတ်ဘူးဒီဟာ economic နော်ဘာဆိုင် economic လို့ပြောလဲဆိုတော့သူနှိုင်းရှင်ပြတဲ့ဟာကလည်းရှင်းတယ် သူကမှလဲဆိုတော့ဒီ property market နဲ့နှိုင်းရှင်ပြတာ property market မှာဆိုလို့ရှင်လဲပဲဒီ real estate တမားတွေဘယ်လိုလောက်ကြလဲဆိုတော့နေတွေဝယ်တယ်ပြီးလို့ရှင်အဲ့ဒီနေပေါ်မှာဒါအဆောက်အဦတွေစောက်တယ်ဆိုပါဆိုအဲ့ဒါဆိုလို့ရှင်အဲ့ဒီနေတွေအဆောက်အဦတွေရဲ့ဈေးတွေကတက်သွားပြီအဲ့တော့ property price တွေဒါ condo တွေပြီးလို့ရှင်ဒီအင်ယာတွေရဲ့ဈေးတွေတက်သွားပြီတက်သွားပြီဆိုလို့ရှင်သူကဘာလောက်လို့ရလဲဆိုတော့အဲ့ဒီ property တွေကိုဘဏ်မှာဒါ collateral အနေနဲ့အပေါင်ထားမယ်အပေါင်ထားလိုက်ပြီးပြီးတော့ပတ်စံချီယူလို့ရတယ်အဲ့တော့ချီယူတဲ့ပတ်စံနဲ့သူကဘာလောက်လဲဆိုတော့ နောက်တစ်ခါနောက်ထပ်မြေတွေအင်ဂျင်နီတွေထပ်ပြီးတော့မှတိစောက်တာပဲအဲ့တော့မြေရီအင်ဂျင်မင်းတက်ပြီးတိဆောက်တယ်တိဆောက်ပြီးဆိုလို့ရှိရင်သူတို့ရဲ့ property တွေထပ်ပြီးတော့မှဈေးတက်တယ်ဈေးတက်တယ်ဆိုလို့ရှိရင်အဲ့ဒီဈေးတက်တဲ့ဟာတွေဘဏ်မှာ collateral ထားလဲပြီးလဲပြီးတော့ဒါပတ်စံထက်ချီတယ်ထက်ချီတဲ့ဟာနဲ့နောက်တစ်ခါထပ်ပြီးတော့အဲ့လိုမျိုးဒါလူပတ်နေတာเนาะအဲ့တော့အဲ့လိုမျိုးလူပတ်နေတဲ့ဒီ property market ရဲ့ model ကရေရှည် sustainable ဖြစ်လာဆိုရင်မင်းတို့မြန်မာ market မှာရောဒါကမ္ဘာ market မှာမင်းတို့ဒီဟာရှင်းကြည့်လို့ရတယ်ဒီနေ့ဒီစဉ်ဒီတန် property market ရှိနေတော့မှာ ဒါပေမဲ့အဲ့ဒီ property market ပြိုလဲခဲ့လာဆိုရင်အချိန်ချင်းပြိုလဲခဲ့တယ်เนาะကျွန်တော်အနည်းဆက်ဆုံးဆိုလို့ရှိရင်เนาะဒါ2008ခုနှစ်မှာဒါ property market ပြိုလဲခဲ့တယ်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းပဲအဲ့လိုမျိုးဗန်ချင်းကိုတွေနဲ့ property စောက်ကြရတယ်အဲ့လိုစောက်ကြရတဲ့အခါမှာ property တိုင်းများလာတယ်ဈေးကွက်တက်မှာလူရာတဲ့ supply တွေတိုင်းများလာတဲ့အခါမှာဒါတစ်ချိန်ချင်းမှာဒါ intermediate ဈေးကွက်ဘာပဲဖြစ်လဲပြီးတော့ဒါဈေးတွေပြန်ပြုတ်ကြတယ် ပြန်ပြောကြပါလားဒါအောက်ဆုံးရောက်တာပြဆိုလို့ရှင်နောက်တစ်ခါပြန်တက်ပေါ့နော်အဲ့လိုမျိုးဒီ cycle ကသွားနေအဲ့တော့ property market လည်းပဲကျွန်တော်တို့ဒီမြန်မာ market မှာရောကမ္ဘာ market မှာရောအချင်းချင်းပြိုလဲခဲ့တာတော့ရှိတယ်ဒါပေမဲ့ပြန်ပြန်ပြီးတော့ထောင်တက်သွားတာအဲ့တော့အဲ့ဒီတိုင်ဆိုလို့ရှင်ကျွန်တော်တို့ Bitcoin ဒီ business model ကလည်းအဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့တော့ဒီနေ့ဒီချိန်ထိတော့ဒါ Bitcoin treasury company တွေကဒါကုမစတာဒါ season နှစ်တခုတော့မရှိသေးဘူးကုမဒါ2020တော့မှစတာဆိုတော့ဒါဆိုရင်ဒါ5-6နှစ်လောက်ပဲရှိသေးတယ်ဆိုတော့ဒါဒီလိုမျိုးပြိုလဲခဲ့တာတော့မရှိခဲ့သေးဘူး ဒါပေမဲ့တစ်ချိန်မဟုတ်တစ်ချိန်တော့သူတို့လည်းပဲ property market ပြိုလဲသလိုမျိုးသူလည်းပဲပြိုလဲတာတော့ရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ရေရှည်မှာတော့သူ့ရဲ့ market ကဒါ property market အခုချိန်ထိရှိနေသလိုမျိုးပဲဒီလိုမျိုး big and treasury company တွေလည်းရှိနေမှာလေ။အဲ့တော့ property market နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် property market မှာဒီလိုမျိုးချင်းပြီးတော့မှလှုပ်တဲ့ real estate သမားတွေလိုလာတဲ့ပုံပြီးတအားများလာတဲ့ကံမှာ property market ပြိုလဲသလိုမျိုးဒီမှာလည်းပဲဒီ big and treasury company တအားများလာပြီဆိုရင်တော့သူလည်းတစ်ချိန်ချင်းပြိုလဲတာလေးရှိကောင်းရှိနိုင်တယ်။ ဲ့တော့ MicroStrategy လိုမျိုး Bitcoin Treasury Company တွေရှိလားဆိုလို့ရှိရင်အဲ့လိုမျိုး company ပေါင်းအများကြီးရှိတယ်နော်အဲ့တော့အဲ့လိုမျိုး company ပေါင်းစုစုပေါင်း10ခန်းကနေရာခန်းလောက်ထိရှိတယ်အဲ့တော့အဲ့ဒီအဲထဲမှာတချို့ company တွေကတခြားဘာဝင်ငွေမှတိတိကျကျမရှိဘဲနဲ့ဒါ Bitcoin value တခုတည်းမှာမိကိုနေတဲ့ company တွေရှိတယ်လို့တချို့ company ကြတော့လဲသူတို့မှာတကယ်အပြင်ဝင်ငွေတွေလည်းရှိတယ်ဝင်ငွေတွေရှိတယ်လို့မျိုးသူတို့ရဲ့ဒီ balance sheet ထဲမှာဒါ Bitcoin reserve asset အနေနဲ့ဝင်ထားတာတွေလည်းရှိတယ် MicroStrategy ဆိုရင်တော့သူ့မှာ software ရရတဲ့ဝင်ငွေ အနည်းငယ်ရှိပြီးတော့မှဒါအဓိက value ကတော့ဒါ Bitcoin ကနေလာတာဖြစ်ပါတယ်။ကောင်းပြီအဲ့ဒီတော့ဒီ video ရဲ့အစားပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ဒီ macro strategy ရဲ့ Bitcoin တွေ liquidation ထိနိုင်လားဆိုတာမျိုးကိုကျွန်တော်ဆက်ပြီးကြည့်အောင် အခုဆိုလို့ရှိရင်ဒါ micro strategy ရဲ့ average bitcoin purchase price ကဒါ 74k ဒါ9400ဝန်းကျင်မှာရှိတယ်။ဒါဆိုရင်အဲ့ဒီ9400အထိရောက်ပြီဆိုရင် liquidation တိနိုင်လားဆိုရင်အဖြေက yes and no ပါ။အရင်ဆုံးကျွန်တော်တို့ no ဆိုတဲ့အဖြေကိုကျွန်တော်ကြည့်အောင် ဘာလို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်အပြင်ဆိုလို့ရှိရင်ဒီ future မှာဝယ်တယ် isolated ထဲမှာဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံချီပြီးဝယ်တာပေါ့နော်အဲ့လိုမျိုးဒီ exchange နေရာနေချီပြီးဝယ်တဲ့ဟာမျိုးဆိုရင်တော့ကိုဝယ်တဲ့ D74K ရောက်ပြီဆိုလို့ရှိရင်ဒါ liquidation ထီတယ်သူတို့ဝယ်တာကအဲ့လို exchange နေဝယ်တာမဟုတ်ဘူး convertible bond တွေထုတ်ပြီးရောင်းနေအဲ့တော့ရောင်းလို့ရတဲ့ပတ်စံနဲ့ဝယ်တာဖြစ်တဲ့အတွက် D74K ကိုရောက်တာနဲ့ liquidation ကမထီပါဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်အရင် history ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်2022မှာတော့ဒါ Micro Strategy ရဲ့ Bitcoin average purchase price ကဒါ3000ကျန်တော့ရှိတယ်။အဲ့ဒါ3000ကျန်တော့ကိုရောက်တဲ့ချိန်မှာ Micro Strategy ရဲ့ Bitcoin liquidation လုံးဝမထိခဲ့ဘူး။နော်အဲ့တော့ဒါကိုကြည့်စမ်းပြကျွန်တော်တို့အဲ့ဒီ9400ရောက်တာနဲ့ဒါ liquidation လုံးဝမထိဘူးလို့ကျွန်တော်ပြောလို့ရတယ်။အဲ့တော့2022မှာတော့ Bitcoin ဈေးက1000ကျွန်းဝန်းကျင်ထိရောက်ခဲ့တယ်။အဲ့တော့1000ကျွန်းဝန်းကျင်လောက်ထိရောက်တဲ့အခါမှာသူတို့ liquidation ထိလာဆိုတော့ကျွန်တော်ဆက်ကြည့်မယ်ဆိုရင် liquidation တော့မထိဘူး။ ဒါပေမဲ့2022ဒီဇင်ဘာလောက်ရောက်တဲ့ချိန်မှာသူတို့ Bitcoin တချို့နည်းနည်းထုတ်ရောင်းလိုက်ရတယ်။ဘာကြောင့်ထုတ်ရောင်းရလဲဆိုတော့သူတို့ average price ကဒါ3000ဝန်းကျင်ညာ။ဒါ3000ဝန်းကျင်ပေမဲ့သူတို့ကအဲ့ဒီမှာသူတို့ရှိမှဒါ margin call ပေါ့နော်။2000 1000ဝန်းကျင်လောက်ကိုရောက်လို့ရှင်ဒါ margin call ရှိနိုင်တယ်ဆိုပြီးပြောရတယ်။ဒါအဲ့ချိန်မှာတော့ကဒါ2022ဒါဒီဇင်ဘာမှာဒါ2000လောက်ကိုရောက်တဲ့ချိန်မှာသူတို့ဒေါ်လာ17000ဝန်းကျင်လောက်သူတို့ထုတ်ရောင်းလိုက်ရတယ်။ သူတို့တကယ်ဝယ်ထားတဲ့ရာကဒေါ်လာတန်းယာပေါင်းများစွာဒါပေမဲ့ဒေါ်လာတန်းယာပေါင်းများစွာလို့သူတို့ထုတ်ရောင်းစရာမလိုဘူးအဲ့ဒီထဲက percentage တစ်ခုပေါ့နော် internet နဲ့ percentage လောက်ပဲသူတို့ထုတ်ရောင်းလိုက်ကြတယ်။ဘာကြောင့်အဲ့လိုမျိုးထုတ်ရောင်းရလဲဆိုတော့သူတို့ဘုံဝယ်ထားတဲ့လူတွေထဲမှာဒါအမျိုးမျိုးရှိမယ်။တချို့တွေကြတော့လည်း Bitcoin ကိုယုံကြည်လို့ဒါသူတို့ရဲ့ဘုံကိုဝယ်ထားတဲ့လူတွေရှိမယ်။တချို့တွေကြတော့ဒါ Bitcoin ကိုယုံကြည်လို့မဟုတ်ဘဲနဲ့ဒါအတိုးလူချင်တာတခုတည်းနဲ့ပဲဒါသူတို့ဘုံကိုဝယ်ထားတဲ့လူတွေရှိမယ်။အဲ့တော့တကယ်ဈေးတွေထုတ်ကြတဲ့ခါမှာသူတို့ ဒါ pressure ပေးတဲ့ဘုံပိုင်ရာတွေရှိကောင်းရှိနိုင်တယ်အဲ့တော့အဲ့ဒီ pressure ပေးတဲ့ဘုံဝယ်ထားတဲ့လူတွေအကျွေးပြန်ဆက်ဖို့အတွက်ဒါ2022ဒီဇင်ဘာမှာတော့ဒါ7တန်းမို့လောက်သူထုတ်ရောင်းခဲ့ရတယ်အဲ့တော့ဒီဟာကိုကြည့်ပြီးကျွန်တော်အခုလက်ရှိအခြေအနေကိုပြန်သုံးသပ်မယ်ဆိုရင်2022မှာတော့ဟာသူရဲ့ average price ဒါ3000ကျောင်းလောက်မှာဒါ liquidation လုံးဝမထိခဲ့ဘူးဒါပေမဲ့2000အောက်ကိုကျတဲ့အချိန်မှာတော့သူ percentage တစ်ခုလောက်တော့ထုတ်ရောင်းပြီးအကျွေးဆက်ခဲ့ရတယ်ဒါဆိုရင်အခုဒီ cycle မှာလည်းပဲ9400လောက်တိကျမယ်ဆိုရင်ဒါသူတို့ liquidation မထိနိုင်ဘူး။ဒါပေမဲ့9400အောက်ကို ရာခိုင်နှုန်းအများကြီးထပ်ပြီးထိုးကြမယ်ဆိုကြပါစို့ဒါက9000ကျပ်လောက်တိထိုးကြမယ်အဲ့ဒါအောင်မှတစ်ရက်နှစ်ရက်မဟုတ်ဘဲနဲ့လားနဲ့ချီပြီးတော့မှကြာတဲ့အထိထိုးကြနိုင်တဲ့အခြေအနေဆိုရင်တော့သူတို့မှလည်း margin cost ရှိနိုင်တယ်အဲ့လိုမျိုး margin cost ရှိတဲ့အခြေအနေနေကြရင်တော့အဲ့ချိန်ကျရင်တော့သူတို့ပန်ဆန်ထားတဲ့ကွင်တွေရာခိုင်နှုန်းတစ်ခုတော့ထုတ်ပြီးရောင်းကောင်းရောင်းဝနိုင်တယ် နောက်ပြီးတော့ကျွန်တော်တို့ဒီ MicroStrategy နဲ့ Bitcoin ကိုကျွန်တော်နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှင် Bitcoin စတက်တနှုံးထဲ MicroStrategy ကပိုတက်တယ်ဆိုတာတွေ့ရတယ်။မင်းတို့ဒီမှာဒီ graph မှာဆိုလို့ရှင်ဒါ2024ခုနှစ်မှာတော့ဒါအပြန်အလှန်မြန်တာ Bitcoin အစီ ဒါဘစ်ကွိုင်းဈေးကတိတ်ပြီးမတက်ပြီးမယ် Micro Strategy ရဲ့ဈေးကအများကြီးထောင်တက်တယ်ဆိုတော့တွေ့ရတယ်။ဘာကြောင့်လို့ဖြစ်လဲဆိုတော့ဒါ Micro Strategy ကဒါ Bitcoin proxy ပေါ့နော်။ Bitcoin ကိုတည်းရဝယ်လို့မရတဲ့ investor တချို့ကဒါ Micro Strategy ကိုဝယ်ကြတယ်။ပြီးတော့ဒီ stock market မှာကသူတို့ intrinsic value တက်တဲ့ကောင်မှာသူတို့ assets တွေရဲ့တန်မှုပေါ် multiple တက်တာဖြစ်တဲ့အတွက်ဒါ assets တန်မှုနည်းနည်းလောက်တက်ပြီးဆိုတာနဲ့သူတို့ရဲ့ valuation ကပိုပြီးတော့မှတက်လေရှိတယ်။ဒါကြောင့်မလို့ဒီ Bitcoin တက်တဲ့ယာကန်နှုန်းတဲ့ဒါ Micro Strategy တက်တဲ့ယာကန်နှုန်းကပိုပြီးများတယ်။ကျွန်တော်တို့ဒီ history ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဒီ4 year cycle ပေါ့နော်ဒီ4 year cycle ရပြန်ကြည့်မယ်ဆိုလို့ရှင်ဒီ2020မတိုင်ခင်မှာတော့ဒါ micro strategy ရဲ့သူ့ရဲ့ share တန်မှုကဒါအဲ့ဒီလောက်တက်ကြတက်ပြီးမရှိဘူးအဲ့ဒီမတိုင်ခင်မှာတော့ငါဒါ micro strategy ရဲ့ share တစ်ခုရဲ့တန်မှုကဒါ10 dollar 10 dollar ကိုကျွန်တော်ပဲရှိတယ်နော်အဲ့တော့10 dollar ကိုကျွန်တော်ပဲရှိနေရကနေသူက2020ဝင်ကျလောက်မှာသူ Bitcoin စပြီးဝယ်တယ်။အဲ့ဒီအချိန်တုန်းက Bitcoin ဝယ်တဲ့ဈေးပေါ့နော်။ဒီ2020 August ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်။သူစဝယ်တဲ့အချိန်မှာတော့ဒါ Bitcoin ဈေးကဒါ1000ဝန်းကျင်လောက်ပဲရှိတယ်။ တသောင်းဝန်းကျင်လောက်ကနေဒါ Bitcoin စီဒါ6သောင်းဝန်းကျင်လောက်ထိဆိုတော့ तू Bitcoin တက်သွားတဲ့ຢာခိုင်နှုန်းကဒါ500%ပဲရှိတယ်။ဒါပေမဲ့ तू တက်တဲ့ຢာခိုင်နှုန်းကိုကြည့်မယ်ဆိုလို့ရှိရင် तू ကဒီ73ဒေါ်လာကနေ तू ဘယ်လောက်ထိဖြစ်သွားလဲဆိုတော့130ဒေါ်လာလောက်ထိဖြစ်သွားတယ်။အဲ့တော့ तू တက်တဲ့ຢာခိုင်နှုန်းက800%ရှိတယ်။ဒါ8ဆကျော်လောက်ရှိတယ်။အဲ့တော့ Bitcoin က9ဆလောက်ပဲတက်တဲ့ချိန်မှာဒီ MicroStrategy ရဲ့ share ကဒါ8ဆလောက်ထိတက်သွားတယ်ဆိုတော့တွေ့ရတယ်။ တက်တော့လည်းပဲ Bitcoin တက်ထားတဲ့ပိုတက်တယ်လို့ပြန်ကြတော့လည်းပဲသူတက်တဲ့အစာအစာပေါင်းများစွာပိုကြတယ်အဲ့တော့အဲ့ဒီမှာသူပြန်ကြတဲ့အခါမှာလည်းပဲ 129ဒေါ်လာကနေသူအရင်တော့ဈေးသူ20ဒေါ်လာလောက်ထိတန်ရောက်သွားတယ်ဆိုတာတွေ့ရတယ်။ဒါ2022မှာဒါ Bitcoin ဈေးဒါမဟာရယာထိုးကြတဲ့အချိန်မှာသူက Bitcoin ကျတာတက်ကိုဒါပို့ပြီးတော့မှကျခဲ့တယ်။အဲ့တော့အဲ့ဒီမှာပြန်တက်တော့လည်းပဲခုဆိုရင်ကျွန်တော်တို့တကယ် Bitcoin ကြည့်မယ်ဆိုလို့ရှိရင်ဒါ2022မှာတော့ Bitcoin ဈေးဒါ1000ခွဲလောက်ကနေ Bitcoin ဈေးတူတက်တာကဒါ3000ဒီတက်တယ်ဆိုတော့တကယ်တက်တာက600ဒါ700%ကျန်လောက်ပဲရှိတယ်။ အဲ့ဘက်ကန်တက်တာဒါပေမဲ့ micro strategy သူတက်တဲ့ရာခိုင်နှုန်းက2022မှာတော့ဒါ micro strategy ရဲ့ share price ကတာ73ဒေါ်လာပဲရှိတာကနေသူအမြင့်ဆုံးဆိုလို့ရှိရင်သူဘလောက်ထိတက်သွားလဲဆိုတော့900ကျော်ထိတက်သွားတယ်နော်73ဒေါ်လာကနေဒေါ်လာ900ထိတက်တယ်ဆိုတာကရာခိုင်နှုန်းအပြင်းဆိုလို့ရှိရင်ဒါ3800%ဒါ38ဆလောက်အထိတောင်တက်သွားတယ်ဒါအကြီးဆုံးအပြင် bitcoin treasury company တွေက bitcoin ဈေးတဲ sensitive ပို့ပြီးတော့မှဖြစ်တယ် bitcoin တက်ပြီဆိုရင်သူတက်ပို့တက်တယ်ကျပြီဆိုရင်သူတက်ပို့ကျတယ်ဆိုတော့တွေ့ရတယ် အဲ့တော့ကျွန်တော်အနေနဲ့ micro strategy ရဲ့ share တွေကိုဒီချိန်မှာဝယ်မလားဆိုတော့ကျွန်တော်ငွေသေးဘူး။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ကဒီ4 year cycle ရဲ့အဆုံးအနာကိုရောက်နေပြီ။အဆုံးအနာကိုရောက်နေတာဖြစ်တဲ့အတွက်ဒီကလို့တာဒါ4 year cycle ပြီးလို့ market crash ဖြစ်ခဲ့လို့ရှိရင် micro strategy crash ဖြစ်တာက bitcoin နဲ့ပုံပြီးတော့ crash ကြီးနိုင်တယ်။ကျွန်တော်ဘယ်တော့မှဝယ်မလဲဆိုတော့ဒီကလို့တာ bitcoin crash ဖြစ်လို့ဆိုချက်ပါဆိုတာ bitcoin ဈေး9000ကျန်လောက်ရောက်သွားပြီပေါ့နော်။ဒါ2026အကုန်လုံးမှာ bitcoin 9000ကျန်လောက်ရောက်ပြီဆိုရင်အဲ့ကြောင့်ကျွန်တော် bitcoin ကိုရာခိုင်နှုန်းတစ်ခုဝယ်မယ်။အဲ့ဒီချိန်ကျတော့မှကျွန်တော် micro strategy ကိုကျွန်တော်ရ ာဂန်တော့တခုဝင်ဝယ်ထားမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Bitcoin trend နဲ့ဒီ Micro Strategy ရဲ့ trend ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Bitcoin တက်ထားတဲ့ Micro Strategy အစားပေါင်းများစွာတက်တဲ့ဆိုတော့တွေ့ရတယ်။ဒါမဲ့သူက risk များတာဖြစ်တဲ့အတွက်ယာဂန်တော့အများစုကိုတော့ကျွန်တော် Bitcoin မှာပဲကျွန်တော်ထားပြီးတော့မှယာဂန်တော့အနေငယ်ကိုပဲကျွန်တော် Micro Strategy မှာဝယ်မှာဖြစ်ပါတယ်။ကျွန်တော်ဒီ crypto market ကိုဆက်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့တစ်ပတ်လောက်က Bitcoin ဈေး10000ကျပ်လောက်ဒီ crash ဖြစ်သွားရတာကနေအခုကျွန်တော် 91k လောက် data ခဏလောက်ဒါ bounce back ပြန်လာနေတယ်။ အဲ့တော့ဒီလိုမျိုး bounce back ပြန်လာတယ်ဆိုတဲ့ဟာကကျွန်တော်အရင် cycle နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ပထမတစ်ခုလို့ကျွန်တော်တို့ bull market အကြီးလာမှာမလို့ bounce back ဖြစ်မှာလားဒါမှမဟုတ် bear market အကြီးမလာခင်ခဏလောက် bounce back ဖြစ်တာလားဆိုတာကျွန်တော်တို့အတိအကျမသိနိုင်ဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့ဆိုရင်တော့နှစ်ခုလုံးဖြစ်နိုင်တယ်ဖြစ်ခဲ့တယ်ဒါ bounce back လာတာပဲဆိုကျွန်တော် bitcoin ထပ်ပြီးတော့မှမဝယ်တော့ဘူးခဏလေးလိုပဲကျွန်တော်50 50ပဲထားတယ် bear market အကြီးလာမှာ case အတွက်ကျွန်တော်50% USDT ချန်ထားတယ်လို့မျိုးနောက်တာ new order high တွေလာနိုင်တဲ့ bull market အကြီးအတွက်ကိုလည်းပဲကျွန်တော် coin ကို50% reserve ချန်ထားပါတယ် အဲ့ဒါမဲ့ဆိုလို့ financial အကြောင်းငွေကြေးအကြောင်းကိုအသေးစိတ်ဆက်လက်လေ့လာခြင်းနဲ့လူတွေတဲ့နိုင်ငံတကာကစာအုပ်ပေါင်းများစွာကို reference ယူပြီးတော့မှပြန်ရေးထားတယ် financial intelligence and money psychology စာအုပ်ရှိပါတယ်ဒီစာအုပ်ကို digital genius facebook page မှာတွားရောက်ဝယ်ယူနိုင်တယ်လို့မျိုး play store မှာ digital genius e library app ကို download လုပ်ပြီးတော့မှ ebook အနေနဲ့လည်းဖတ်ရှုနိုင်ပါတယ် မင်းတို့ခရစ်တိုအကြောင်းကိုအသေးစိတ်ဆက်လက်လေ့လာကြတယ်ဆိုလို့ရှိရင်ကျွန်တော် Digital Genius Channel မှာ Lesson 1 to 10 playlist မှာအသေးစိတ်သွားရောက်လေ့လာနိုင်ပါတယ်။မင်းတို့ခရစ်တိုနဲ့ပတ်သက်ပြီးတော့နေပညာနဲ့ပတ်သက်ပြီးတော့ investment နဲ့ပတ်သက်ပြီးတော့ဆက်ဝင်စားရဲဆိုရင်ကျွန်တော် Digital Genius Channel ကို subscribe လုပ်ထားပေးပါ။အားလုံးကျေးဇူးတင်ပါတယ်။နောက်လာမယ့် video တွေမှာဆက်လက်ဆုံတွေ့ပါမယ်။